တင်ပြပြတဲ့များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့အော်တိုဘလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာနိုင်ငံယခုအချိန်နေရောက်ရှိရခြင်းမှာစစ်တပ်ရဲ့အကြင်ကြင်ညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလှစ်တော်ခေါ်ခဲ့တဲ့ NLD ကြောင့်ဖြစ်တယ်လို့ချက်ဖို့ခင်ရီအပြစ်တင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံအနေနဲ့ယခုကဲ့သို့အခြေအနေမျိုးရောက်ရှိနေရခြင်းမှာစစ်တပ်ရဲ့အကြင်ကြင်ညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွတ်တော်ခေါ်ရန်ကြိုးပမ်းခဲ့တဲ့ NLD ကြောင့်ဖြစ်ကြောင်းချက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအပြစ်တင်ပြောဆိုလိုက်ပါတယ်။နေပြည်တော်ဇေယျသီရိမြို့နယ်မှာလာရောက်ခိုးလုံနေတဲ့ချက်ဖို့ပါတီအဆက်အနွယ်စစ်ပေးရှောင်များကိုကူညီထောက်ပံ့မှုများပေးအပ်တဲ့အခမ်းအနားမှာခင်ကြီးကထို့သို့ထုတ်ပေါ်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။စစ်ပေးရှောင်ရတဲ့အကြောင်းရင်းကိုတေချာစွာပြန်စင်းစားကြည့်ရင်2020ရွေးကောက်ပွဲမတိုင်မီကာလမှာ နိုင်ငံတဝန်းအလွန်အေးချမ်းခဲ့ကြောင်းတိုယာမ2020ရွေးကောက်ပွဲအပြီးစစ်တပ်ရဲ့အကြင်ကြီးညှိနှိုင်းမှုကိုလက်မခံခဲ့ဘဲလွှတ်တော်ကိုဇွတ်ခေါ်ယူရန်ကြိုးပမ်းခဲ့တဲ့အာနာရှိအဖွဲ့အစည်းရဲ့လုပ်ရကြောင်းယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ကြံ့ဖို့ခင်ကြီးကဆိုပါတယ်။ကြံ့ဖို့ခင်ကြီးက NLD လို့တိုက်ရိုက်အမည်မတက်ပေမဲ့လည်းတရားခံမှရင်းချင်ကအာနာရှိတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ဆိုက NLD ရဲ့ဇွတ်အတင်းလုံမှုကြောင်းယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။ ြန်စစ်စကြည့်2020ရွေးကောက်ပွဲရွေးကောက်ပွဲမတိုင်မီအချိန်တုန်းကအေးအေးချမ်းချမ်းပဲသွားကျင်တဲ့နေရာကိုသွားလို့မရဘူးလားအလူတန်းတွေလုပ်လို့မရဘူးလားကလေးတွေကြောင်းပျော့ပျော့ရွှင်ရွှင်တက်လို့ရတယ်ကြံတဲ့အသက်အန္တရာယ်ဆိုတာမရှိတလို့ပါပဲအေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အချိန်တွေရှိတယ်သို့တော်လည်း2020ရွေးကောက်ပွဲကာလမှာအဲ့ဒီတော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေညှိနှိုင်းနိုင်နိုင်လှုပ်ကြဖို့ ပြန်လည်စစ်ဆေးဖို့ကြင်ပန်းများစွာတောင်းဆိုပါတယ်။တိုးတော်လည်းအဲ့ဒီချိန်တုန်းကအာဏာရှိနေတဲ့အဖွဲ့အစည်းကလက်မှတ်ကန်ကြေးကြပဲအတင်းလွတ်တော်ခေါ်ယူဖို့လွတ်တော်ဖွဲ့ဖို့လုပ်တယ်။လွတ်တော်ဖွဲ့ပြီးဆိုရင်အစိုးရတပ်တန်းတစ်ခုထက်ဆရတော့မှာပေါ့။ပြည်သူရဲ့အသေးချာကမဲတပြဆိုတာကလည်းအတိတ်ပဲမရှိတော့ဘူးပေါ့။အချိန်ချင်းညှိနှိုင်းတော်လဲအတင်းလွတ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပါ။တရားခံပသူလဲလို့မေးရင်အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အတင်းအတ္တမဆောင်ရွက်ချက်ကြောင့်လို့ပြောရမှာပဲလို့ချက်ဖို့ခင်ကြီးကဆိုပါတယ်။ ရင်းပြင် NLD တချို့မှာပြည်ပကိုထွက်ခွာသွားပြီးမြေပေါ်မှာလည်းလက်နက်ကင်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းထို့ကြောင့်တိုင်းပြည်လက်ရှိအခြေအနေမှာ NLD ကြောင့်ဖြစ်ရခြင်းဖြစ်တယ်လို့ခင်ကြီးကဆိုပြန်ပါတယ်။အဖွဲ့အစည်းဝင်တွေတချို့ပြည်ပကိုထွက်ပြေးသွားတယ်။မြေပေါ်မှာလက်နက်ကင်တောင်းကျမ်းသူတွေပေါ်လာတယ်။ကျွန်တော်ပြောသလိုတိတ်ဆိတ်အေးချမ်းတဲ့ကျွန်တော်တို့နေမည်လေးကအကြမ်းဖက်လူတွေကြောင့်လက်နက်ကင်ပဋိပက္ခတ်တွေပေါ်လာတယ်။သူတို့ကြောင့်ပေါ်လာရတာကျွန်တော်တို့ပါတီဝင်တွေထောင်ကျော်အသက်ခံရတယ် ရုံးတွေမြောက်များစွာမိရှုခံခဲ့ရတယ်လို့ခင်ကြီးကဆိုပါတယ်။မင်းအောင်လိုင်ကလည်းနိုင်ငံလက်ရှိအခြေအနေရောက်ရခြင်းမှာ NLD ပါတီကြောင်းလို့မကြခဏဆိုသလိုထုတ်ပေါ်ပြောဆိုနေချိန်မှာကျက်ဖို့ဥက္ကဋ္ဌခင်ကြီးကလည်းရင်းကဲ့သို့အမြင်သဘောတူညီစွာနဲ့ NLD ပါတီကိုအပြစ်ဖို့လာခြင်းဖြစ်ပါတယ်။2020ရွေးကောက်ပွဲအပြီး NLD ပါတီကအပြစ်အသက်မင်းအနိုင်ရရှိချိန်မှာတော့စစ်တပ်ကဂျားဝင်ရန်နဲ့အာနာသိမ့်ရန်ကျက်ဖို့ပါတီကဦးဆောင်ပြီး ၎င်းရဲ့နောက်လိုက်များနဲ့အတူကြီးညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မချမ်းပေါ်မှာ KIA ကြားဖြတ်တိုက်ခိုက်လို့စစ်ကောင်စီပူးပေါင်းတပ်အထိနာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်မချမ်းပေါ်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အာဏာသိမ်းစစ်ကောင်စီတပ်ပြည်သူ့စစ်ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပူးပေါင်းတပ်တွေအထိနာကထွက်ပြေးသွားတယ်လို့ကချင်စီရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်အော်တိုဘားလ17ရက်နေ့ကမချမ်းပေါ်မြို့နယ် ရှန်ကချောင်းနဲ့ထန်ကားရွာအကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ပြည်သူစစ်နဲ့စစ်ခါတွေပူးပေါင်းပြီးတော့မှလှုပ်ရှားလာတာကျွန်တော်တို့နဲ့ထိတွေ့မှုဖြစ်တာ။အဲ့ဒါသူတို့အကြရှုံးများပြီးအရှင်ဖန်းကန်ရတာလည်းရှိတယ်။သူတို့ထွက်ပြေးသွားတာဆက်လက်ပြီးရှေ့ဆက်တိုးရင်းနဲ့သူတို့ရဲ့စခန်းအသေးတစ်ခုကိုပြန်သိမ်းပိုက်ရရှိထားတာရှိတယ်။ထန်ကားရွာနားကပြည်သူစစ်နဲ့စစ်ခါပူးပေါင်းစခန်းအသေးလေးပေါ်လို့ကချင်စည်ရေးတရင်ရင့်မြစ်တူကပြောပါတယ်။အဲ့ဒီတိုက်ပွဲမှာပြည်သူစစ်နဲ့ စစ်ကောင်စီပူပေါင်းတပ်တွေမချမ်းပေါ်မြို့ဘက်ကိုစုခွာထွက်ပြေးသွားတယ်လို့ဆိုထားပါတယ်။အခြားတရင်ရင်းမြစ်ကလည်းပြည်သူစစ်တွေနဲ့မင်းအောင်လှိုင်အဖွဲ့တွေတမဟာတက်တရင်ခုနှစ်နေရာပတ်မှာသူတို့စစ်ကြောင်းထိုးတာစစ်ကြောင်းထိုးတဲ့အချိန်မှာ DKI အတွေကပဲကြားဖြတ်တိုက်ခိုက်လိုက်တာကြားဖြတ်တိုက်ခိုက်လို့အထိနာသွားတာလို့ဆိုပါတယ်။မချမ်းပေါ်တိုက်ပွဲရုတ်တန့်တဲ့တပ်ပုံမှတ်တမ်းတွေလူမှုကွန်ရက်မှာဒီကနေ့တွေ့ရပြီးစစ်ကောင်စီပူပေါင်းတပ်ကကြံခဲ့တဲ့လက်နက်ခင်းရက်နဲ့စစ်အုံဆောင်ပစ္စည်းတွေကိုလည်းရုတ်တန့်မှာတွေ့ရှိရပါတယ်။ KIA ပူးပေါင်းတက်တဲ့စစ်ကောင်စီတက်တို့ဟာဗမော်ဝိုင်းမော်နဲ့ဖားကက်မြို့နယ်တွေမှာလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။မချမ်းဘောတိုက်ပွဲနဲ့ပတ်သက်ပြီး KIA သတင်းပြင်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူစီကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တပိတ်ချင်းဖော်တော်လမ်းစုံမှာမပြေးနိုင်ပဲကြံရစ်ခဲ့တဲ့အယက်သားတဒါဇင်ခန့်ကိုစစ်အုပ်စုကတပ်ဖြတ်ပြီးမန္တလေးကနေမိုးကုတ်တက်လာတဲ့ကားတစ်စီးကိုလည်းဖော်တော်လမ်းစုံမှာဒရုန်းနဲ့တိုက်ခိုက်ခံရကာ တိတ်ဆုံးဖန်ခံရသူတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်တပိတ်ချင်းကားလမ်းပေါ်ကအချက်အချာကျတဲ့ဖော်တော်လမ်းစုံကိုစစ်အုပ်စုကသိမ်းပိုက်ယူပြီးတဲ့နောက်ဖော်တော်ရွာတွေကထွက်မပြေးနိုင်ပဲကျန်ရှိနေတဲ့အရက်သားတဒါစင်ခန့်ကိုတက်ဖြတ်သွားတယ်လို့ဒေသခံသတင်းရှိမြစ်တွေကပြောပါတယ်။အော်တိုဘလာ73ရက်နေနဲ့14ရက်နေမှာဖော်တော်ကြေးရွာတဝိုက်လေးကျောင်းတိုက်ခိုက်မှုနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးဖော်တော်လမ်းစုံကိုစစ်အုပ်စုကသိမ်းယူသွားပြီးတဲ့နောက ထွက်မပြေးနိုင်ပဲကြံရိပ်ခဲ့တဲ့အရက်သားတစ်ချို့ကိုတက်ဖြတ်ခဲ့တာလို့ဆိုပါတယ်။ဖိုတိုမှာအရက်သားတွေကိုတက်ဖြတ်ထားတာတွေရှိတယ်။ဒီကောင်တွေက၁ယောက်၁၂ယောက်လောက်ရှိတယ်တဲ့။ယောက်ျားတွေရောမိန်းမတွေရောဇီးတဲ့တွေတော့ဒီကောင်တွေကလှုပ်ပေးထားတယ်တဲ့လို့ဒေသခံတအုပ်ကဆိုပါတယ်။ဖိုတိုလမ်းစုံနဲ့ဖိုတိုရွာအနီးအရက်သားတွေတက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအသေးစိတ်သိရဖို့စုံစမ်းနေစေဖြစ်ပါတယ်။ဒါအပြင်အော်တိုဘားလ၁၄ရက်နေ့မနေ့ကလည်းမန္တလေးကနေမိုးကုတ်ကိုတက်လာတဲ့ကားတစ်စီးကို ဖော်တိုလန်းစုံအနီးမှာစစ်အုပ်စုကဒရုန်းနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကားပေါ်ပါသူအမျိုးသမီး၃ဦးအဆက်အသွယ်ပြတ်နေပြီးတဦးသေးဆုံးကကျန်တဲ့၂ဦးကဖမ်းဆီးခံရတယ်လို့သတင်းထွက်နေကြောင်းမိုးကုတ်မြို့ခံတဦးကဆိုပါတယ်ဖြစ်တာကဖော်တိုလန်းစုံမှာဖြစ်တာ၃ယောက်တေးတယ်လို့ကြားတယ်တချို့ကလည်းတေးတာက၁ယောက်ပဲ၂ယောက်ကို9မိုင်စကန်ပတ်ခေါ်သွားတယ်တဲ့အဆက်အသွယ်ကတော့မရတော့ဘူးလို့ဆိုပါတယ်စစ်အုပ်စုရန်ကြောင်ဖော်တိုလန်းစုံကိုအများပြည်သူဖျက်ဆီးသွားလာတာတွေမဟုတ်ဘူး ဒေသခံတော်လိုင်းအင်အားစုတွေကအော်တိုဘားလ၁၀ရက်နေ့ကတည်းကသတိပေးချက်ထုတ်ပြန်ထားပေမယ့်ဖုန်းနဲ့အင်တာနက်တွေပြတ်တောက်နေတာကြောင့်လမ်းပေါ်ရောက်နေနေပြီးဖြစ်တဲ့ခီးတော်တချို့ကအခြေအနေကိုမသိဘဲဖြတ်တန်းမိတာဖြစ်မယ်လို့ဆိုပါတယ်။စေအိုစုဟာစစ်ကြောင်းထိုးရာဒေသတလျှောက်ထွက်မပြေးနိုင်ဘဲကြံရိတ်ခဲ့တဲ့ယသပြည်သူတွေကိုတက်ဖြတ်တာရရှိတဲ့အတွက်ပြည်သူတွေအနေနဲ့စေအိုစုနဲ့ထိတိုက်မတွေ့မိအောင်သတိပြုရှောင်ရှားကြဖို့လိုအပ်တယ်လို့တော်လိုင်းအင်အားစုတွေကသတိပေးထားပါတယ်။ ဖော်တော်လမ်းစုံကိုပြန်လည်သိမ့်ပိုက်နိုင်ခဲ့တဲ့စစ်အုပ်စုအပါအဝင်တပိတ်ချင်းမြို့နယ်အတွင်းမှာလှုပ်ရှားနေတဲ့စစ်အုပ်စုဟာမြေပြင်ကနေတိုးလာနိုင်တာမရှိဘဲလီချောင်းကနေပုံကျတာအသေးခံ drone တွေနဲ့တိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေပြင်းပြင်းထန်ထန်ပြုလုပ်ပြီးရှစ်ဆက်တိုးလာတာလို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။မြေပြင်စစ်ကြောင်းတိုးလာတာကိုဂရုစိုက်စရာမလိုဘူး။အရင်ဆုံးလီချောင်းနဲ့တိုက်ပြီးနေမီရှင်းတယ်။ရှင်းပြီးရင်စုစိုက် drone နဲ့လာတယ်။ပြီးရင်လက်နက်ကြီးနဲ့ထုပ်ပြီးဝင်ထိုင်တယ်။သူတို့ကအဲ့ဒီအတိုင်းပဲတွာတာလို့ တော်လိုင်းတပ်ဖွဲ့ဝင်တအူးကဆိုပါတယ်။2024ခုနှစ်နှစ်လပိုင်းကနေ2025ခုနှစ်နှစ်လပိုင်းထိတပိတ်ချင်းတဲ့တိုက်ပွဲတွေမှာဆစ်ရှုံပြီးခုနှစ်မိုင်ရွာအနီးလက်ကျန်စစ်စခန်းတွေတဲ့ခုအောင်းနေတဲ့စစ်အုပ်စုဟာလက်ရှိမှာတော့လေကြောင်းအားကို drone အားကိုတရုတ်အားကိုနဲ့တပိတ်ချင်းမြို့နဲ့မန္တလေးမိုးကုတ်လမ်းပေါ်ကအချက်ချနေရာဖော်တော်လမ်းစုံတို့ကိုပြန်လည်သိမ်းယူသွားနိုင်ပြီလေဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းပန်းတောင်မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့0.666စကန်ကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနေရီကန်ပြူအောင်ကုန်းကိုလည်းအပြည့်အသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်းနေကစစ်တွေမျိုးအနည်းမှလည်းတိုက်ပွဲများပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပန်းတောင်မြို့နယ်မှာရှိတဲ့စစ်တပ်ရဲ့0.666စကန်ကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်နေရီကန်ပြူအောင်ကုန်းကိုလည်းအပြည့်အသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်းနေကြောင်း AA ကယမန်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလ14ရက်နေ့မနက်9:05မိနစ်အချိန်မှာပဲခူးတိုင်းပန်းတောင်မြို့နယ် ကံကွေပကံကွေကြေးရွာတောင်ဘက်အနီးမှာရှိတဲ့စစ်တပ်ရဲ့666ပွိုင်ကုန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်၃နိုင်ခန့်အကြာ၃ဘက်၃တံမှထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာအစိုးရ666ပွိုင်စကန်ကုန်းကိုအေအေကသိမ့်ပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အေအေကသိမ့်ပိုက်ရရှိသွားခဲ့တဲ့ပွိုင်666စကန်ကုန်းနဲ့ပတ်ဝန်းကျင်မှာနှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေသည့်မှာကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်ပေမဲ့အော်တိုဘားလ14ရက်နေ့မှာတော့အေအေကထိုးစစ်အရှင်ကိုမြင့်တင်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း 0.666စကန်သိမ့်ပိုက်ခဲ့စဉ်မှာစစ်သားမတာအလောင်းတချို့လက်နက်ခဲယံနဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းအစူပါဒူးစစ်အတွင်းမှာ AA စစ်တီတချို့လည်းကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်။အလားတူ AA ကစစ်တပ်ရဲ့နေရီကန်ပြူဝါစကန်ကုန်းကိုအပြစ်သက်သိမ်းပိုက်ရယူရန်အတွက်အနေငယ်သောလက်ကျန်နေရာအချို့ကိုဆက်လက်ဒူးစစ်စင်တိုက်ခိုက်နေတဲ့ကဲ့သို့ကစင်ကလျားထွက်ပြေးနေကြတဲ့စစ်တပ်နဲ့လည်းနေရာအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း လက်နက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာ ပြည်စုဆောင်ရှောက်ပေးထားကြောင်းသိရှိရပါတယ်။အေကတိမ့်ပတ်ရန်ကြံရှိနေတဲ့ရခိုင်ပြည်စစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလည်းလက်နက်ကြီး drone အပြန်အလှန်တိုက်ခိုက်မှုများမှာယခုရပိုင်းတွင်ပုံမပြင်းထန်လျက်ရှိကြောင်းဒါအပြင်အရကဘကိုတိုင်းအဆက်အရကမကွေးတိုင်းအဆက်အရကအေယာဝတီတိုင်းအဆက်တို့မှာစစ်တပ်ရဲ့ထိုးစစ်တွေကိုအရကတပ်တော်ရဲ့အကောင်းဆုံးခန်းစစ်များနဲ့အတူတံပြန်ထိုးစစ်များနဲ့ ဟန်ကျက်ညီဆင်နွှဲလျက်ရှိကြောင်းသိရှိရပါတယ်။ရည်အပြင်ယမန်နေ့အော်တိုဘားလ15ရက်နေ့မွန်လွဲ3:55မိနစ်အချိန်မှာ AR တိုင်ရည်ကြီးမြို့နယ်ဆစ်ဆက်ယူကြေးရွာအနီးမှာလဲတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲမှာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းကြံမြို့နယ်ရွာကြီးညောင်ပင်လမ်းပိုက်မှာကြေးရွာတွေကိုမိရှို့နေတဲ့တီတာရွမွန်ပြူစောတီအဖွဲ့ကိုကြားဖြတ်တိုက်ခိုက်မှုထိခိုက်ဒေဆုံးမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမြင်းကြံမြို့နယ်ရွာကြီးရွာညောင်ပင်ရွာလမ်းဘိုက်မှာကြေးရွာတွေကိုမိရှုံနေတဲ့တီတော်ရွမွန်ပြူစောတီအဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအကြံဖတ်စစ်တပ်ပမ်း15ဦးထက်မင်းသေဆုံးခဲ့ကြောင်းပြည်သူကြေတပွင့်တပ်ဖွဲ့မှဗိုလ်မိုက်ခဲကပြောဆိုပါတယ်။အော်တိုဘာလ10ရက်နေ့မှာမြင်းကြံမြို့နယ်အတွင်းမှာရှိတဲ့ရွာကြီးရွာညောင်ပင်ရွာလမ်းဘိုက်မှာပြည်သူပိုက်နေအိမ်တွေကိုမိရှုံပြီးစစ်ကြောင်းထုံးနေတဲ့တီတော်ရွမွန်ပြူစောတီအဖွဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ရင်တိုက်ခိုက်မှုအတွင်းမှာတီရာယွတ်မွန်ပြူစောတိအဖွဲ့စစ်ကြောင်းမှအကြမ်းဖက်စစ်သားနဲ့ပြူစောတိ15ဦးထက်မနည်းတေဆုံးခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့များအထိကိမ့်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။မြင်းကြံရွာကြီးရွာညောင်ပင်ရွာလမ်းပိုက်မှာကြီးရွာတွေကိုဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်နေအိမ်တွေကိုမီးလိုက်ရှို့နေတဲ့တီရာယွတ်မွန်ပြူစောတိအဖွဲ့စစ်ကြောင်းကိုကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးနဲ့ပြူစောတိ15ဦးထက်မနည်းတေဆုံးတယ်လို့ပြည်သူ့ခြေတပွင့်တပ်ဖွဲ့မှဗိုလ်မိုက်ခဲကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကြေတပွင့်တပ်ဖွဲ့ကဦးဆောင်ပြီး MGN Danger Dynamite နဲ့မြင်းကြံပကပတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယမြန်မာထိုင်းအဝေးပြေးလက်မကြီးနှစ်အနည်းငယ်အတွင်းမှာအပြစ်သက်နိုင်ဖို့အိန္ဒိယမျှော်လင့်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံဆက်သွယ်ထားတဲ့အဝေးပြေးလက်မကြီးဖောက်လွှမ်းမှုကိုလာမယ့်နှစ်အနည်းငယ်အတွင်းမှာပြည်စည်းအောင်အကောင့်ထည့်ဖော်နိုင်ဖို့အိန္ဒိယကမျှော်လင့်နေပါတယ် အိန္ဒိယအရှိမြောက်ပိုင်းဒေတာများဖွံ့ဖြိုးရေးဝန်ကြီးဌာန DONER က IMD အဝေးပြေးလက်မလို့အတူကောက်ခေါ်ဝေါ်တဲ့လမ်းကြောင်းကြီးပြည်စည်းရေးကိုအချင်းကြမြင့်စွာဆောင်ဆိုင်နေခဲ့ရပေမယ့်လာမယ့်နှစ်နှစ်သုံးနှစ်အတွင်းလောက်မှာပြီးသက်နိုင်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ IMD အဝေးပြေးလက်မဟာအိန္ဒိယအစိုးရရဲ့ရည်မှန်းချက်အကြီးဆုံးအခြေခံအဆောက်အုံ project တစ်ခု ဖြစ်ပေမယ့်မြန်မာနိုင်ငံရဲ့အကျပ်အတဲတွေကြောင့်လက်တွေ့အကောင့်ထဲပေါ်မှုမှာနှောင့်နှေးမှုတွေကြုံနေခဲ့ရတာပါ။ DONER ရဲ့ဝန်ကြီးချန်ချယ်ကူမာက နောက်ထပ်နှစ်နှစ်သုံးနှစ်ကြာလောက်အချိန်ယူပြီးရင်တော့ IMT အဝေးပြေးလမ်းမဖောက်လုံမှုအဆင့်အားလုံးပြည်စည်းမယ်လို့မျှော်လင့်ကြောင်းသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ IMT အဝေးပြေးလမ်းမကိုချစ်ကြည်ရေးလမ်းမလို့လည်းခေါ်ဝေါ်လိရှိပြီးလေးလံသွားဖြစ်ဖောက်လုံမှာဖြစ်ပါတယ်။လမ်းရဲ့အရှိဟာ1360ကီလိုမီတာရှိပြီးအိန္ဒိယနိုင်ငံမဏိပူရမြို့နယ်ရဲ့မိုရာမြို့ကနေမြန်မာနိုင်ငံကိုဖြတ်ပြီးထိုင်းနိုင်ငံရဲ့မင်းဆောက်မြို့အထိဆက်သွယ်ပေးမှာဖြစ်ပါတယ်။အိန္ဒိယရဲ့အရှိတ်ဘက်အိန္ဒိချင်းနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမဟာပြူဟာမှာအဲ့ဒီအဝေးပြေးလမ်းမဖောက်လမှု project ဟာအဓိကကျတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။လမ်းတည်ဆောက်ရေး project ကို2010ပြည့်နှစ်ဇန်နဝါရီလ1ရက်နေ့မှာစတင်ခဲ့ပြီးအပိုင်းလိုက်ပြည်စည်းမှုတွေရှိနေပေမဲ့မြန်မာနိုင်ငံရဲ့အကျက်တဲကြုံလာမှုကြောင့်စီမံကိန်းတွေနှောင့်နှေးကုန်ရတာလည်းဖြစ်ပါတယ်။အိန္ဒိယကတော့ IMD တည်ဆောက်ရေးကိုအပြည့်အစုံအဆင့်ဆောက်လုပ်နိုင်ဖို့မျှော်လင့်ထားစေဖြစ်ပြီးမင်းဆောက်ကနေတဆင့် VNNT ဆက်ပြီးလမ်းတည်ဖောက်ဖို့တည်ရည်ရွယ်ထားပါတယ်။ အိန္ဒိယဟာအရှိတောင်အာရှရဲ့တောင်ပိုင်းဇုန်တွေအထိရှိရှိလျားလျားလမ်းသစ်ချစ်ထွေနိုင်ဖို့မျှော်လင့်ထားကြောင်းဒါပေမဲ့လောလောဆယ်မှာတော့ရှင်းရင်းစွဲ project အပြီးသက်ရေးကိုဦးစားပေးရမှာဖြစ်ကြောင်းကုမားကပြောကြားသွားပါတယ်။လာမယ့်၃နှစ်လောက်အတွင်းမှာ IMT အဝေးပြေးလမ်းမကိုအပြီးသက်နိုင်မလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့တော့ကုမားကဒါဟာနိုင်ငံရဲ့ချားဆူရတွေလည်းဆက်နွယ်ပါဝင်တဲ့အပြီးပြီးဆိုင်ရာ project တစ်ခုဖြစ်ကြောင်းအိန္ဒိယကတော့ဖြစ်နိုင်ချေအားလုံးကိုအကောင့်မြင်ထားပေမဲ့လည်း ်ဘယ်လိုအပြောင်းလဲတွေမဆိုကြိုလာနိုင်တယ်ဆိုတော့အရှိတရားကိုလည်းလက်ခံထားဖို့လိုကြောင်းပြန်လည်ဖြေကြားသွားခဲ့ပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုဇောတိနာဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ။